1949ခုနှစ်ဂျပန်နိုင်ငံထုံးလျှက်စစ်က 1949ခုနှစ်အချိန်ကဂျပန်နိုင်ငံဟာဒုတိယကမ္ဘာစစ်ပြီးသွားချိန်ဖြစ်ပြီးလောင်စာအရင်းအမြစ်တွေပြက်လက်နေချိန်မှာလောင်စာပြက်လက်တဲ့အချိန်မှာဂျပန်အာဏာပိုင်တွေကလျှက်စစ်စနစ်ကိုအခြေခံတဲ့အရေးပေါ်ရင်တီထွေရေးလုပ်ငန်းကိုအားပေးခဲ့ပါတယ်။နောက်ပြီးအင်ဂျင်နီယာတွေကဘက်ထရီအခြေခံလျှက်စစ်မော်တော်ယာဉ်တစ်စီးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။အဲ့ဒီဘက်ထရီကလက်အက်စစ်ဘက်ထရီဖြစ်ပြီးတန်လွှာတွေအများကြီးပါဝင်တဲ့အတွက်တည်ယူအပ်ခဲ့ပေမဲ့1940 2020ခုနှစ်ပိုင်းမှာတော့အ အောပွဲတီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီကားဟာတကြိမ်အားသွင်းရုံနဲ့ကီလိုမီတာ200လောက်မောင်းနေနိုင်ခဲ့တဲ့စွမ်းဆောင်ရည်ရှိပါတယ်။ Tokyo Electro Automobile Company ကထုတ်လုပ်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာတော့ Nissan ဆိုတဲ့အမည်ကိုပြောင်းလဲခဲ့ပါတယ်။ဒီကိစ္စဟာယနေ့ Tesla, Nissan Leaf စတဲ့လင်းစစ်ကားတွေရဲ့အစပြုသဘောတရားအနေနဲ့လည်းတမိုင်းထဲမှာအရှိပါနေခဲ့ပါတယ်။အခုလိုဘ ഹു တုဒ္ဒရာဖွေရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ သူတို့ရဲ့တိရွာ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်